ယူဆောင်လာတော့ခေါင်းစဉ်ကတော့နာခံတော့မိခင်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်တို့သွားဖို့ရံတွေ့ဖြစ်ပါတယ်။ကျမ်းစာထဲမှာဘုရားကဗာပြောလဲဆိုတော့နော်ဓမ္မရာဇဝင်ပထမစာဆောင် အခန်းကြီး15အခန်းကြီး15အငယ်22အောက်ပိုင်းမှာဗာတွေ့ရလဲဆိုတော့နော် အလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်း၏နောက်တစ်ခါပြန်ဖတ်ရအောင်တူတူကဖတ်ရအောင်1နှစ်3အလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်း၏ဟာလေလုယာဒီနေ့ဘုရားသခင်ကနားထောင်ခြင်းနားထောင်ခြင်းနားထောင်ခြင်းလို့ပြောတယ် နားထောင်နေအခုအားလုံးနားထောင်နေကြတာပဲเนาะနားတွေအကုန်လုံးပါတယ်အများစုကเนาะရှင်းရှင်းလင်းလင်းကြားတဲ့အဖွဲ့တွေပဲဖြစ်တယ်เนาะဒါပေမဲ့အဲ့ဒီနားထောင်ခြင်းကိုပြောတာမဟုတ်ဘဲねကြားသောအရာကိုလက်တွေ့လိုက်လျှောက်ခြင်းကိုပြောတာဖြစ်ပါတယ် Hallelujah ဒီနေ့ကျမတို့ကနော်အော်နာခံခြင်းအဖြစ်ကျမတို့စုလက်တွေတော့ရချင်တယ်ဒါပေမဲ့နာခံတယ်နားထောင်တယ်ဆိုတာကိုကျမတို့ကအတိအကျသိထားဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ် ဒီနေ့ကျမ်းစာကဗာပြောလေအလိုတော်တို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်း၏ဒီနေ့သင်ကဒီဒေသနာကိုကြားပြီးတော့ပြန်သွားတာမဟုတ်ဘဲနဲ့ ကြားမယ်နှလုံးသွင်းမယ်လက်တွေ့အသက်ရှင်မယ်ဆိုရင်တော့သင်ကနားထောင်တော့အသက်တာနဲ့ပြန်သွားတော်သူဖြစ်မှာဖြစ်တယ်ဟာလေလုယအဲ့ဒါကြောင့်ဒီနေ့ကြားယုံနဲ့မရက်ပါနဲ့နှလုံးထဲမှာသွင်းပါနှလုံးထဲမှာသွင်းတဲ့အခါမှာလေခုနကကျမပြောသလိုကိုယ်အတွက်ဒီနေ့ဘုရားသခင်ဘာပေးမလဲနှလုံးသွင်းပါပြီးတဲ့အခါမှာအဲ့ဒီအရာကိုလက်တွေ့လိုက်လျှောက်ခြင်းအပြင်အသီးသီးသောအသက်တာရှိဖို့ရန်အတွက်ဒီနေ့နှလုံးသားတွေကိုပြင်ဆင်ပြီးတော့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးတော့ခံယူကြရအောင် တစ်တမထဲမှာပဲအခန်းကြီးတစ်ထဲမှာတွေ့ရတဲ့အကြောင်းအရာလေးကိုအရင်ဦးဆုံးကျမတို့ကြည့်ရအောင်ဓမ္မရာဆိုရင်ပထမစာဆောင်အခန်းကြီးတစ်ထဲမှာဘု து ဘု து အကြောင်းတွေ့ရလဲဆိုတော့เนาะကျမတို့ဟာနအကြောင်းတွေ့ရတာဖြစ်တယ်အေလကာနအမိရှိတဲ့သူတယောက်ကတဲ့မယားနှစ်ယောက်ရှိတယ်တဲ့တယောက်ကဟာနတယောက်ကပေပေနေနဖြစ်တယ်တဲ့သူတို့နှစ်ယောက်မှာเนาะဟာနကတော့သာသမီမရှိဘဲနဲ့တခြားအမျိုးသမီးမှာတော့သာသမီတွေရတယ် ဒီနေ့ကျမတို့ရဲ့အသက်တာတွေထဲမှာနော်တခါတလေကြာရင်ပုံမှန်ဖြစ်နေတဲ့အရာတွေကောင်းကြီးတွေခံစားရတော့သူများရှိပါတယ်ဥမာမနေ့မိုးလင်းလာတဲ့မျက်စိဖွင့်လိုက်တဲ့အခါမျက်စိမြင်ရတယ်ဒါကကျေးဇူးတော့ပုံမှန်မြင်ရတဲ့အခါမှာတခါတလေကြာရင်ကျမတို့ကနော်အဲ့ဒါကိုရိုးသွားတဲ့သူတွေရှိကောင်းရှိလိမ့်မယ်ကျမငငယ်တုန်းကအဲ့ 85လိုင်းငန်းထဲမှာနေရတယ်ကျမတို့အထက်သားလိုင်းငန်းမရှိသေးဘူးအဖေတို့ကအဖေစောက်ရတဲ့အချိန်ကြမှာကျမတို့ကအထက်သားလိုင်းငန်းနေမှာကျမတို့နေရတာဖြစ်တဲ့အတွက်ပေါ့နော်ကျမတို့အိမ်ကိုဟိုဝင်ထမ်းဟိုလိုင်းငန်းကိုမှ block တစ်ခုလုံးကိုအကျယ်ကြီးပဲကျမတို့ကိုနေခိုင်းတော့နော်ကျမကအဲ့မှာအမရုံနဲ့အိတ်တယ်အိတ်ရထဲမှာအိတ်နေတော့တညကြတော့မျက်စိဖွင့်လိုက်တော့မမြင်ရတော့ဘူးအားနဲ့ဟာမျက်စိမမြင်ရတော့ဘူးဆိုဟာကျမကစမ်းကြည့်တယ် န်းကြည့်တော့လည်းဘယ်သူမှမရှိဘူးအဲ့နဲ့ကျမထငိုတာအာသမီးမျက်စိမမြင်ရတော့ဘူးမျက်စိမမြင်ရတော့ဆိုထငိုတယ်အဲ့နဲ့အမေရိကမှာအခုရောက်နေတဲ့ဦးလေးကဥမုံက तू ကတိတယ်သဘောပေါက်တော့ तू ကမီးချစ်နဲ့နော်ဖျောင်းနိုင်ချစ်ပြီးတော့ဘာလို့မမြင်ရမှာလဲဒီမှာမီးမှမရှိတာနေပဲမြင်ရမှာလဲမီးပြက်နေတာဆိုမီးဒီရှေ့ရောက်လာမှအော်ဟုတ်သားပဲအခုမှငါမျက်စိမကမ်းဘူးဆိုအဲ့ကြောင့်မှကျမပြန်အိတ်တယ် ီနေ့ကျမတို့ရဲ့မျက်စိမြင်နေရတာကအမြဲတမ်းမြင်နေရတယ်မြင်နေရတယ်မြင်နေရတဲ့အခါမှာသင်ကဂျေစုတင်ရကောင်းမန်းတော့မတိတဲ့အသက်တာများရှိနေပြီလား Hallelujah တင်ရမိသားစုကနော်မနက်ထားတဲ့ breakfast စားတဲ့နေ့လဲထမင်းစားတဲ့ညနေစားတဲ့ညအိတ်ခဏီတချို့ကစားတယ်နော်ပုံမှန်စားနေရတဲ့အခါမှာသင်က တာမန်ယုံဒီလိုပဲယုံကြည်ခြင်းတော့တိတ်မထုတ်သုံးရပဲနဲ့စားနေရတဲ့ခါမှာကျေးဇူးတော်ကယိုးသွားပြီလားဒီနေ့ယေရှုနာမ၌ပြောခြင်းနဲ့သင်ယိုးသွားတော်လေကျေးဇူးတော်ကတော့မနဲ့တိုင်းမှာကျေးဇူးတော်နဲ့ဂယုနာတော်အတစ်ကစောင့်နေလို့တာလေမျက်စိဖွင့်မြင်ရတယ်နားတွေကကြားရတယ်ခြေတွေလက်တွေကလုံနိုင်တာဖြစ်ပါတယ်ဟာလေလုယာဒီနေ့ဒီညမှာဟာနာကတော့နော်အိမ်တောင်ကြားတဲ့အခါမှာကလေးမွေးတယ်ဒါအများစုအလိုပဲမွေးကြတာဖြစ်တယ် ဒါပေမဲ့ဒီညမှာဟာနာကတော့မဟုတ်ဘူး။ယောက်ျားရတော့လေကလေးမရနိုင်သေးဘူး။ဒီနေ့ကျမတို့ရဲ့အသက်တာတွေထဲမှာလေကွက်လက်တစ်ခုစီရှိကြတယ်နော်။ဘေးမှာရှိတဲ့လူကိုကြည့်ပါဦး။ကျွန်တော်မှလည်းကွက်လက်ရှိတယ်လို့ပြောပါအောင်။ပတ်စံချမ်းသာတဲ့လူကပြီးသွားပြီလို့မထင်နဲ့နော်။လောကမှာအရေးကြီးဆုံးကပတ်စံမဟုတ်ဘူး။တချို့တွေကပတ်စံရှိတယ်ဒါပေမဲ့မစားရဘူး။ချိုးမစားရဘူးအစိမ့်မစားရဘူးအာဘာမစားရဘူးနော်ကြည်ပဲကြည်နေရတယ် ပတ်စံလည်းရှိတယ်စားစရာလည်းရှိတယ်မစားရဘူးတချို့တွေကြတော့လဲနော်စားနိုင်တယ်အရန်စားနိုင်တယ်ဒါပေမဲ့ဝယ်စရာပတ်စံမရှိပြန်ဘူးဒီနေ့တယောက်တယောက်မတူကြဘူးကျမတို့ကနော်အိုးကိုယ့်ရဲ့နော်လက်ထဲမှာရှိသောအရာကဥပမာကိုယ့်ရဲ့ကားကအဖြူရောင်ဆိုရင်လူများကအမဲအောင်သွားအမလေးအမဲအောင်ကားလေးရမှလာတာဒီနေ့ဘာလို့လဲသိလားအဲ့ဒါကအแทမှာကွက်လက်တည်းရရှိနေလို့ဖြစ်တယ် ဟာလေလုယာအဲ့ဒါကြောင့်ဒီနေ့ကျမတို့မကြေနဲ့ချင်းနေကျမတို့မပြည့်စုံချင်းတွေကကျမတို့ရဲ့အတ္တဓာတ်တွေမှာရှိနေတယ်ဆိုတာအဲ့ဒါတသက်ဖြစ်တယ်အဲ့ဒါကြောင့်တခါတလေအင်းကြီးအတူတူပဲနော်အဖြူရောင်ချင်းအတူတူပဲကိုဝစ်တဲ့အဖြူရောင်ထက်သူများရဲ့အဖြူရောင်ကပိုပြီးတော့ပဲဖြူနေတယ်လို့လို့လှနေတယ်လို့လို့ဖြစ်တာဘာကြောင့်လဲအထဲမှာရှိတဲ့ကွက်လက်ကြောင့်ဖြစ်တယ်ဒီမှာရှိတဲ့ဟာနလည်းနော်သူ့ရဲ့အတ္တဓာတ်တွေမှာသူအရန်လိုချင်တဲ့ကလေးမရနိုင်ဘူးမျိုးသမီးများဒီနေ့ပြောချင်တယ်။သင်မိဖို့ကြောင့်တည်းမှာဟင်းချက်နေရင်နဲ့ တင်ဘာတွေညီးတွားမိနေတယ်လဲဟာငါချက်နေရတာလဲဒီဟာပဲငါတို့ဒီထဲကနေဘယ်တော့မှလွတ်မြောက်မလဲမဟုတ်ဘူးဆိုရင်လဲလစာထုတ်ပြီးထုတ်တာနဲ့ကုန်နော်ကျမတို့ကနော်မိခင်တွေကဟိုသူများတွေကိုမပြောနိုင်တဲ့ကိုယ့်ရဲ့အထဲမှာရှိတဲ့အခက်ခဲတွေနဲ့ကျမတို့ကနေတိုင်းဖြတ်သန်းနေရတာဖြစ်တယ်ဟာလေလုယာဒီမှာရှိတဲ့ဖခင်တွေလည်းအတူတူပါပဲเนาะဒီမှာရှိတဲ့တကူတော်တွေလည်းထိုကဲ့သို့ပဲဖြစ်မှာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာဟာနာကဲ့သို့ ลูรีพี่ปีลูไม่ยาเรกวลดีเนี่ยดูดูดีมาไทยนี่รับสิเดดาบีเมตีชาลาการอไอ้กวลกุบพี่ปีนั่งดตดบาดีดอพยาธิงานเนี่ยเนี่ยดูสินี่รับพี่บาร์เลยฮาเลลูยาแล้วเขาทีวีเราโทรพยายามก็โจโซยาฮานาเกลีไม่ยาไหนบูดาบีเมตู้ไปเทกุบตุ้งมาลาเทไปลูไม่ยาบูปีนั่งดอพยายาดบาร์เลยเวชีรับพี่เดฮาเลลูยาไอ้ตรงอ่ะแพมโยนี่แล้วไม่ชิวบาปโยนี่แล้วไม่ชิวเนาะเกลีไม่ยาบูโซไม่ยาบูมีอุณาเบ ပေးနိုင်တော့ဖျားစီကိုဟာနာကသွားတာဖြစ်တယ်။သူကဘာလုပ်တယ်လဲနော်။သူ့ကိုကလေးများတဲ့အခါမှာအရှက်ကွဲတယ်လူများတွေကနော်။ဟိုပြောတဲ့အရာတွေဆိုတဲ့အရာတွေသူအားငယ်တဲ့အရှက်ကွဲတဲ့ရှုံးနေတယ်လို့ခံစားတယ်။မိခင်များသင်ရှုံးနေတယ်လို့ခံစားရတယ်။အခက်ခဲတွေထဲမှာပဲသင်နစ်မိုးနေတယ်လို့ခံစားရတယ်ဆိုရင်ထိုင်ပြီးတော့ငုံနေပါနဲ့ဖျားစီကိုပဲသွားရအောင်။ဟာလေလုယာ။ထိုအရာတွေကိုပေးနိုင်တော့ဖျားစီကိုပဲကျွန်တော်တို့သွားရအောင်။မိခင်တွေအာမင်ထူပေးပါဦး။ အာမင်ထူပေးပါဦးအာမင်ထူပေးပါဦးကိုသားသမီးအတွက်အခက်အခဲရှိတယ်အဲ့အခက်အခဲတွေပဲထိုင်နေဖို့မဟုတ်ဘူးဖြည့်ရှင်းပေးနိုင်တော့ဘုရားစီကိုကျမတို့ခြေလှမ်းရမှာဖြစ်တယ်ဟာလေလုယာကိုဟာကိုမဖြည့်ရှင်းလို့မရတာတတ်နိုင်တော့ဘုရားစီကိုမသွားဘဲနဲ့ထိုင်နေတာကကျမတို့အမားပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကစပြီးတော့အမျိုးသမီးများဘုရားစီကိုနေ့တိုင်းတိုးဝင်ချင်းကတ်တော်သူများဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေရဲရင်စွာဘုရားသခင်စီကိုလာတော်သူများဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေ ဟာနာကသူဗိမာန်တော်ကိုလာပြီးတော့သူဆူတောင်းတယ်။သူတောင်းတဲ့အခါမှာနော်သူရဲ့နှလုံးသားကိုသူကနော်ဟိုဘလို့ဆူတောင်းတယ်လဲဆိုရင်အဲတစ်တမရာဆိုရင်ခန်းကြီးတစ်ငယ်ဆက်နှစ်ထဲမှာဟာနာဒီထာဝရဘုရားရှေ့တော်၌ကြာမြင့်စွာဆူတောင်းစဉ်အမျိုးသမီးများနားထောင်ပါဦး။ဟာနာကထာဝရဘုရားရှေ့တော်မှာကြာမြင့်စွာဆူတောင်းတယ်။ဟာလေလုယာဒီနေ့ကျွန်တော်တို့ကစုမတောင်းတဲ့အသက်တာကဘလို့လှုပ်ပြီးတော့ကျမတို့ရဲ့မိသားစုပြဿနာဖြေရှင်းမလဲ။ ျမကိုကျမပြောတာပါဟာလေလုယာအခက်ခဲရရှိမှာပဲလောကကြီးဖြစ်တယ်ကွက်လက်တွေရှိမှာပဲမပြည့်စုံတာတွေရှိမှာပဲအဆက်ကွဲခြင်းတွေရှိမှာပဲပြဿနာတွေရှိမှာပဲဒါပေမဲ့ဖြည့်ရှင်းပေးနိုင်တဲ့ဖရာစီသွားတော်အဖြစ်စုတောင်းမတောင်းမှုဆိုရင်တော့အဲ့ဒီပြဿနာပြေလည်ဖို့ရအတွက်တော်တော်လေးဝေးသွားမှာဖြစ်တယ်ဟာလေလုယာဘေးမှာရှိတဲ့လူရဲ့ပကုန်းကိုနှိပ်ပေးလိုက်ပါအောင်နော်အိမ်မန်ငိုင်းနဲ့နော်ဖရာစီသွားနေတာလို့ပြောပါအောင် ီမှာဟာနာကထာဝရဘုရားရှိတော်မှာကြာမြင့်စွာဆုတောင်းစဉ်ဘုရားသခင်ရဲ့စကားကိုကျမတို့ကဒီအတိုင်းသွိုင်းလိုင်းနဲ့ကြားရမယ်မထင်နဲ့နားထောင်တဲ့အချိန်ကျမှကြားရမှာဖြစ်တယ်နော်ဟာလေလုယာဟာနာကဆုတောင်းနေတဲ့အချိန်မှာတဲ့ဘုရားသခင်ရဲ့လူဖြစ်တဲ့အေလိကသူ့ရဲ့နှုတ်ကိုကြည့်မှတ်ပြီးတော့တဲ့စိတ်နှလုံးနဲ့ဆုတောင်းရဲ့နှုတ်ခမ်းလှုပ်တော်လဲစကားသံမထွက်တော့ကြောင့်ရစ်မူးဒီကိုအေလိထင်လျက်ဘုရားသခင်ရဲ့လူအောင်မှာသူ့ကိုမူးနေတယ်လို့ထင်တာ ဒီနေ့ဒီမှာရှိတဲ့အမျိုးသမီးတွေကိုယ့်ရဲ့ home cell ကောင်းဆောင်ကအာမောင်ဝဝနယ်ကတော့ယူများနေပြီလားမသိဘူးဒီလောက်ဆူတောင်းတာ။အော်ဒေါက်ကမဦးကတော့ဒီလောက်ထိဆူတောင်းတာသူအရက်များမူးနေသလားမသိဘူးလို့ကိုယ့်ရဲ့ home cell leader ကပြောတဲ့အထိဘုရားစီကိုသွားတော်သူများဖြစ်ဖို့ဒီနေ့ဘုရားသခင်ကောင်းကြီးပေးပါစေ။ hallelujah ဆူတောင်းနေတော့သူက ။ဟိုတကယ်တကယ်နော်စိတ်တူလာပြီဆိုရင်စကားကဘာပြောမှမသိတော့ဘူးနော်တကယ်စိတ်တူလာပြီဆိုရင်လေကျမဆိုလည်းလိုပဲတကယ်စိတ်တူလာပြီဆိုဘာပြောမှမသိတော့ဘူးဗဇက်ကပိတ်သွားတာနော်ကိုကိုကိုစိတ်တူတာတကယ်စိတ်တူလာပြီဆိုဗဇက်ကဘာထွက်လို့ထွက်မှမသိတော့ဘူးဒါပေမဲ့ဒီနေ့ဟာနာကစိတ်တူလို့မဟုတ်ဘူးရင်ထဲမှာပြည့်လုံးတဲ့အခါမှာသူရဲ့နှလုံးသားထဲမှာပြည့်နေတဲ့အရာကိုနှလုံးသားကိုပဲကြည့်တဲ့ဘုရားစီကိုသူတွန်းချနေတဲ့အခါမှာဘုရားသခင်က တိမတ်နေတာဖြစ်တယ်ဟာလေလုယအဲ့ဒီခါမှာတင်းဒီအပေမြတ်ကာလပလုံးရင်မူးလိုက်မိနီတင်းဤစပြည့်ရေကိုပယ်ရှောင်လို့ဟုဆို၏ဆုံးမလိုက်သေးတာ prophet eli ကအ ဒီနေ့သင်ရဲ့အသက်တာထဲမှာလေဖရာသခင်ကိုရှာသောအဖြစ်သင်လှုပ်ဆောင်သော အရာတိုင်းကိုသင်ရဲ့မိသားစုကနားမလည်ဘူးဆိုရင်တော့သင်ရဲ့ home cell leader ကအတိမမပြူဆိုရင်တော့သင်ရဲ့ pastor သင်ရဲ့ခေါင်းဆောင်ကအတိမမပြူဆိုရင်တော့သင်ကစစ်မှန်စွာဖရာစီကိုတိုးဝင်ချင်းကတ်တယ်ဆိုရင်တော့တို့ရာကအတိပွင့်စားကိုစားရမှာဖြစ်တယ်။ hallelujah အဲ့ဒီခါမှာတော့ ဟာနာကလည်းမဟုတ်ပါရှင်ကျမသည်စိတ်ညိုးငယ်တော့မိမဖြစ်ပါ ਈ ဇပြည့်ရေကိုမတောက်ပါတေရေတေရက်မတောက်ပါဒီနေ့ဘေးမှာရှိတဲ့လူကိုကြည့်ပြီးပြောပါအောင်ရင်မူးစေသောအရာကိုရှောင်ရမယ်လို့ပြောပါအောင်အိမ်မှာအဖေဖြစ်ဖြစ်အမေဖြစ်ဖြစ်ရင်မူးစေသောအရာကိုလုံးဝရှောင်နေဆိုရင်လေအဲ့အိမ်ကတန့်ရှင်းခြင်းအစာပြုလာတာဖြစ်တယ်။ဟာလေလုယာလက်ခုပ်တီးပြီးတော့အတီးပြုရအောင်။အမျိုးသားများလည်းတန့်ရှင်းစွာအသက်ရှင်သောသူများဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေ။ ။ဟာလေလုယာလက်ကောက်တီးပြတာတီးပြရအောင်။ဒီနေ့ဟာနာကိုအေလီကအရက်မူးနေတာလားဆိုပြီးတော့တွေးရတဲ့အချိန်သူကဘုရားသခင်ထဲမှာရစ်မူးနေတာ။ဘုရားသခင်ထဲမှာရစ်မူးခြင်းကဒါလေကျွန်တော်တို့အတွက်အကောင်းဆုံးအဖြေနော်။ဟာလေလုယာဒါပေမဲ့ငါဆွဲလန်းတာပါလေဆိုစဉ်းစားနေရတာတခါကျမတို့အိမ်မှာဆူတောင်းတော့ဝိုင်းဖွဲ့နေတယ်နော်။ဘာပြောလဲဆိုဆရာကိုနိုင်ကဘာပြောလဲဆိုနင့်ဆူတောင်းတာဆွဲတာတဲ့ စုမတောင်းမဲ့မနေနဲ့အော်ဟုတ်တယ်ငါစုတောင်းတာဆွဲတာဟုတ်တယ်အာမင်နော်တကယ်စုမတောင်းရင်ကိုလေမနဲ့ကိုစုမတောင်းမဲ့နဲ့ထားကြည့်ညီစီစီနဲ့ဘလို့မှန်းလည်းမသိဘူးနော်ဟာမဖြစ်သေးဘူးငါပြစုတောင်းမှဖြစ်မယ်นี่แหละตะกาสู้ต้องมาဖြစ်မယ်เนาะเจซูတော့จ้องဖြစ်ပါတယ်ฮาเลลูยาအဲ့ဒါကြောင့်ဒီနေ့ကျမတို့အားလုံးเนาะဒီဟာအမျိုးသမီးပဲမဟုတ်ဘူးเนาะအမျိုးသားတွေလူငယ်တွေကလေးတွေအားလုံးစူတောင်းတာဆွဲလန်းတော့သူများဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေလက်ကောက်အားရပါရတီးရဟာเลลูยาฮาเลลูยา <laughs> 哈利路亚，衰两斤，衰两，不亚过衰两家呀啊！衰两斤，衰两，数当斤的，过块钱的，衰两家呀啊！哈利路亚，哈利路亚，战士们拍拍拍，你奶奶，你奶奶跳出来，不你要怕么嘞？嗯，奶奶哩躲躲，喏，弄罗啊，都怕别勒说，哈，英山，英山，苏里叫嘛？爸，英山嘞，我喏，都英山来，英说，哈，英山哩不比得乎，苏比尔，土啊，突突突突嘞，没罗英土话哩，爸，英山嘞，鲁比尔土啊，战士。 တတနည်းလုံးဖတ်ရတဲ့ဟာကသူကအင်စာလို့ပြောတာအာကျွန်မအဲ့ကျွန်မသဘောပေါက်သွားတာဟာဆရာမကျွန်မအင်စာမပြီးသေးဘူးဆိုအာတုတ်တုတ်တုတ်နဲ့သွားပြီးသွားဖတ်ပြီနော်ဒီနေ့သင်ရဲ့အင်စာကဖရားထဲမှာယဉ်မူခြင်းဖြစ်တယ်ဟာလေလုယာသင်ရဲ့အင်စာကဖရားထဲမှာယဉ်မူခြင်းဖြစ်တယ်လက်ခုပ်တီးပြီးတော့အတီးပြုပါဦးဟာလေလုယာသင်ဖရားထဲမှာယဉ်မူလာပြီဆိုရင်လေသင်စောင့်နေတဲ့မြုံနေသောအရာတွေကသင်ရဲ့အထဲမှာစပြီးတော့အမျိုးပွားဖို့ရန်အတွက်တည်စတီလာတော့မှာဖြစ်တယ် ဟာလေလုယာဒီနေ့ကျမတို့ကရေမူးခြင်းနဲ့မားနေတာလောကထဲမှာတငယ်ချင်းတွေနဲ့ပျော်တယ်တချို့တွေဆိုတငယ်ချင်းတွေနဲ့နေရရင်ကိုပျော်နေတာ နော်ဟာတငယ်ချင်းတွေနဲ့တွေ့ရရင်ကိုပျော်နေတာသမင်းမဟင်းမတချို့တွေကဘောလုံးပွဲကြီးရရင်ပျော်နေတာအိုးတချို့တွေကနော်အလှအပတွေကြီးရရင်ကိုပျော်နေတာဒီနေ့သင်ပျော်တာဖရားထဲမှာပဲဖြစ်ဖို့ရေးကြီးတာဖြစ်တယ်ဟာလေလုယာအေလိကဘာပြောလဲဆိုအေးဟုတ်ပြီအဲ့ဒါဆိုရင်မင်းကိုဘုရားသခင်ကနော်စကားပြောတယ်အငယ်ဆက်ခွန်မှာအေလိကငြိမ်ဝှက်စွာသွားတော့ယခုစုတောင်းသည့်အတိုင်းဣသရေလအမျိုးကြီးဘုရားသခင်ပေးသနာတော်မူပါစေတော်ဟုမွတ်ဆို၏ဟာလေလုယာ तू ဘုရားထဲမှာယင်မူးလာတဲ့အခါမှာလေဘုရားသခင်က तू ကိုညုံနေတော့သူ့ရဲ့တအိမ်ထဲမှာ तू စောင့်နေတဲ့သားယရနာဘုရားကပေးလာတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ဒီနေ့ကျမတို့ကနော်ဘုရားသခင်ပေးနိုင်တော့ဘုရားသခင်စီကိုမတော်ဘူးပေးနိုင်တော့ဘုရားနဲ့မယင်မူးတဲ့အခါမှာကျမတို့စောင့်နေတာအရန်ကြာလို့ပေးမယ်ဆိုတာမရှိဘူးနော်ပတ်သက်လုံးမရသွားတာလေဖြစ်နိုင်တဲ့ဟာနာကတကယ်လို့ဗိမ္မာန်တော်ကိုလာပြီးစုမတောင်းဘူးဆိုရင်အဲ့ဒါကြောင့်ဒီနေ့အထူးပြောချင်တယ် ဖရားသခင်စီကိုပဲတွားရအောင်ဟာလေလုယဖရားသခင်ရဲ့စကားကိုပဲနာခံရအောင်ဖရားနဲ့ပဲအချိန်ယူရအောင်အဲ့ဒီခါမှာအချိန်ရောက်တဲ့ခါမှာအငယ်20မှာဟာနာဒီပရိသေယူရေကာလအချိန်စေတော့ခါသားယောက်ျားကိုဖွားတယ်ထိုသားကိုထာဝရဖရားသားနဲ့ဆူတောင်းတော့ကြောင့်ရှမွေလအမိဖြစ်မဲ့လေရှမွေလရှမွေလနော်ဘလောက်တိကောင်းကြီးခံစားရလဲဘယင်းနေကိုတောင်ဘိတ်သိပ်ပေးတဲ့ယေဘရဟိတ်ပရောဖက်ဖရားကပေးတာဟာနာကို ဘလို့ပေးတာလဲသူဖျားထဲမှာရင်မူးတဲ့အခါမှာဘယင်းနေကိုတောင်ကောင်းကြီးဖြစ်စေတော့သားကိုဖျားကပေးတာဖြစ်တယ်ဟာလေလုယအဲဒါကြောင့်ဒီနေ့မိခင်တွေရောအားလုံးကျွန်တော်တို့ယေရှုနာမ၌နှိုးဆော်ခြင်းနဲ့ဖျားထဲမှာပဲရင်မူးရအောင်ဖျားထဲပဲအချိန်ကုန်ရအောင်ဖျားထဲကိုပဲသွားရအောင်အဲ့ဒါဆိုရင်တင်ဆောင်နေတော့ကောင်းကြီးမင်္ဂလာကအိုးရှမွေလာကဲ့သို့နော်ဘယင်းနေကိုဗိတ်သိပ်ပေးတဲ့ပရောဖက်ကျွန်တော်တို့တိတ်မတွေ့ရဘူးနော်ဒီထဲမှာ ထိုကဲ့သို့ပဲတင့်ရဲ့ကောင်းကြီးမင်္ဂလာကသူများနဲ့မတူအောင်ဘုရားသခင်ကတင့်ကိုချီးမြှောက်လာမှာဖြစ်တယ်ဟာလေလုယာသူများနဲ့မတူသောကောင်းကြီးမင်္ဂလာမြုံနေသောတဲ့အိမ်ကဟိုကောင်းကြီးဖြစ်ပြီးတော့ตาတွေမွေးလာမယ်ဒီမှာဟာနာကဘာဖြစ်လို့เนาะตาရတာနဲ့တခါတည်းရှမွေလာကိုရတယ်အဲ့ဒါနဲ့ပြီးတာမဟုတ်ဘူး तू ဘာလုပ်သေးသလဲဆက်ပြီးကြည့်မယ်ဆိုရင် तू ကလေပိတ်မှန်တော့မှာตွားပြီးတော့ပေးတာเนาะဒီနေ့ကျမတို့ကကိုသားသမီးတွေကိုကိုရဲ့စီးပွားရေးကိုရဲ့အုပ်စာတွေကိုကျမတို့ကဖက်ထားခြင်းတာ သိမ်းထားခြင်းတာမလုတ်ပါနဲ့ဘုရားသခင်ပေးတော့အရာဘုရားကိုပဲပြန်ပေးပါ Hallelujah ဒီမှာရှမွေလာကိုဗိမ္မာန်တော်ကိုသူခေါ်သွားဖို့ရန်အတွက်เนาะစံစာမဖတ်တော့ဘူးအချိန်ကုန်ပါဆိုလို့เนาะဗိမ္မာန်တော်ကိုသူခေါ်သွားဖို့ရန်အတွက်သူသူခင်ဘုန်းကိုသူပြောတယ်ပြောတဲ့အခါမှာเนาะခင်ဘုန်းအေလကာအေလကာနာကငွေ23မှာစိတ်ရှိသည့်အတိုင်းပြုပါလို့ ခင်မွန်းတယ်များယေရှုနာမနဲ့ပြောချင်တယ်။သင်ရဲ့ဇနီးတယ်ရဲ့ဆူတောင်းခြင်းအပြည့်တွေရလာပြီ။ဘုရားနဲ့သူကြီးမူပြီးတော့ကောင်းကြီးမင်္ဂလာဖြစ်လာပြီဆိုရင်တာစီတော်သူများမဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။အာမင်ကြည်ကြဲလေးထူပါဦး။အာမင်ကြည်ကြဲလေးထပ်ထူပါဦး။ဒီမှာအလကာနာကတာအေးဒါငါတာဦးနော်သူ့မှာမရှိဘူးတဲ့တာရတာလေ။အဲ့ဒါကိုသူကအဲမင်းတယောက်တည်းရတယ်များမနေလား။ဒါငါတာငါနဲ့လဲဆိုင်တယ်။ ်ပြောပြီးတော့ဒါဗိမ္မာန်တော်ကို तू မတွားခိုင်းမှုဆိုရင်ဒီကလေးလေးကဘယ်လိုများဖြစ်လာမလဲဒီနေ့ကျမတို့ဇနီးမောင်နှံသဘောတူခြင်းကအင်မတန်အရေးကြီးတာဖြစ်တယ်နော်ฮาเลลูยาอ้าယောက်ျားเนาะအရာဖိုင်ယာဖြစ်ပြီးတော့เนาะမိန်းမကအာမလုံနဲ့မပေးနဲ့မသွားနဲ့မလုံနဲ့ဆိုရင်သွားပြီ ဇနီးတဲ့ကဆူတောင်းပြီးတော့နော်အာငါတို့ဒါလေးတော့ပေးကမ်းရအောင်ကျေးဇူးတော့ချီးမွမ်းခြင်းလေးတော့လုပ်ရအောင်အာငါတို့ဒီလိုလေးတော့လုပ်ရအောင်ဆိုပြီးတော့နော်တားဆီးမယ်ဆိုရင်လည်းအဲ့ဒီမိသားစုရဲ့ကောင်းကြီးကအိုးအဆုံးအထိကောင်းကြီးမင်္ဂလာဖြစ်လာမှာမဟုတ်ပါဘူးဒါပေမဲ့ဒီနေ့နော်အလကာနာနဲ့ဟာနာကယုံကြည်ခြင်းနဲ့ပူပေါင်းပြီးတော့သူတို့နော်ညီညွတ်စွာသူတို့ရဲ့သားကိုဘုရားလက်ထက်အပ်လိုက်တဲ့အချိန်ကြမှာဘုရားသခင်ကသူတို့ရဲ့သားကိုဘုရားကောင်းကြီးပေးလို့ရတဲ့ prophet အဖြစ်နဲ့ဘုရားကကောင်းကြီးပေးလာတာဖြစ်တယ်။ hallelujah အဲ့ဒါကြောင့်ကျွန်မတို့အသက်တာတွေထဲမှာဇနီးမောင်းနှံတွေညီညွတ်ချင်းကတော့တခါတလေကြရင်ခက်ခဲတယ်လို့လို့လွယ်တယ်လို့လို့မခက်ဘူးဆိုရင်လည်းခက်တယ်နော်။ဘာဖြစ်လို့လဲဆိုရင်ကျွန်မတို့ကနော်ညှိနှိုင်းရတဲ့အခါမှာအစင်တိတ်မပြေဘူး။ဒါပေမဲ့ဘုရားကပဲစေ့စေ့ကြည့်ပြီးတော့ကျွန်မတို့ညှိနှိုင်းနိုင်တော်သူများဖြစ်ဖို့ဘုရားသခင်ကောင်းကြီးပေးပါစေ။အာမင်။နောက်ဆုံးအနေနဲ့ကျွန်မပြောချင်တဲ့နောက်ဆုံးတစ်ယောက်အနေနဲ့ဘုသူ့အကြောင်းပြောချင်လဲဆိုတော့နော်ဒီနေ့မှာ ဓမ္မအရာဆိုရင်စရုပ်ထစာဆောင်ထဲမှာရှိတဲ့နော် prophet မယား prophet မယားကသူ့ယောက်ျားတည်သွားတဲ့အခါမှာတားနေရောက်နဲ့အတူသူကနော်အကျွေးတွေနဲ့ဂျန်ခဲ့တာဒီနေ့တခါတလေအမျိုးသမီးများပင်အားကိုးသောအရာကိုဘုရားသခင်ကနှုတ်ယူလိုက်တတ်တယ်နော်ဖះကိုပဲကျမတို့အားကိုးရအောင်ဟာလေလုယအမျိုးသားတွေလည်းပြောချင်တယ်ကျမတို့ဖះကိုပဲအားကိုးရအောင်လူငယ်တွေကိုပြောချင်တယ်ဖះကိုပဲအားကိုးရအောင်ဘေးမှာရှိတဲ့လူကိုပြောပါအောင်ဖះကိုပဲအားကိုးရအောင်လို့ ဒီမှာရှိတဲ့ prophet အမျိုး prophet ယောက်ျားရဲ့အမျိုးသမီးကသူ့ယောက်ျား၊သူ့အားကိုးရမယ့်ယောက်ျားမရှိတော့ဘူး။ကြံခဲ့တာကဘာလဲ။သားနှစ်ယောက်နဲ့အကျွေး။ဒီနေ့ကျမတို့ရဲ့အသက်တာတွေထဲမှာလည်းတစ်ခါတလေကြရင်တော့ကိုယ်ရဲ့လက်ထဲမှာကြံခဲ့တဲ့ຢာကအနုလက္ခဏာ။ဖျားကိုအားကိုးပြီးတော့ကျမတို့မသွားတဲ့အခါမှာလေတင့်လက်ထဲမှာအနုလက္ခဏာပဲကြံမှာဖြစ်တယ်။ဟာလေလုယာ။ဘေးမှာရှိတဲ့လူကိုသေချာကြည့်ပါဦး။ဖျားကိုအားမကိုးရင်အနုလက္ခဏာနဲ့သွားမယ်နော်လို့ အာမင်နော်အနှုတ်လက္ခဏာနဲ့တော့ကျမမသွားချင်ဘူးဟာလေလုယာကျမတို့အနှုတ်လက္ခဏာနဲ့လုံးဝမသွားဘူးကောင်းကြီးမင်္ဂလာနဲ့ပဲကျမတို့သွားမှာဖြစ်တယ်ဟာလေလုယာဒီမှာနော်အဲ့ဒီခါမှာအဲ့ဒီအမျိုးသမီးကဘာလုပ်တယ်လဲဆိုသူခင်မွန်းတည်တဲ့အကျွေးနဲ့နော်ယခုမှအကျွေးရှင်သည်ကျမဤသားမြောက်ကိုကြုံခံစေခြင်းကလာပါပြီဟုကြွေးကြော်လိမ့်ဤသူသားမြောက်ကိုလာပြီးတော့အကျွေးကလာပြီးတော့တိန်းတော့မှအကျွေးရှင်က ဒီနေ့တင့်မှာရှိတော့ဘုရားသခင်ပေးထားသောသားသမီးတွေကိုစာတန်ကချောင်းမြောင်းနေတာနော်ဟာလေလုယာဒီမှာရှိတဲ့သင်ရဲ့အဲမှာရှိတော့ဘုရားသခင်ပေးထားသောကောင်းကြီးတွေကိုချောင်းမြောင်းနေသောပုဂ္ဂိုလ်ကစာရန်ဖြစ်တယ်။အဲဒါကြောင့်ဒီနေ့ကျမတို့ကဒီတိုင်းနေလို့မရဘူး။ဒီမှာရှိတဲ့နော် Prophet မယားကဘာလုပ်တယ်လဲ။အေလိရှဲထံကိုသူသွားတယ်။ခုနကဟာနာကဘုရားသခင်စီကိုသွားတယ်။ဒီနေ့အေလိရှဲစီကိုလာတဲ့အမျိုးသမီးကတော့သူ့သားနှစ်ယောက်ကအကျွေးသိမ်းခံရတော့မှဖြစ်တယ်။ ဒီနေ့တင့်ရဲ့စီးပွားရေးကိုဝါမျိုးမဲ့စာတန်ကအစဉ်သင်းဆောင်နေသလားတင်းတို့မိသားစုရဲ့ပျော်ရွှင်ခြင်းကိုဝါမျိုးဖို့စာတန်ကအစဉ်သင်းဆောင်နေသလားကျမ်းမာရေးတွေဝါမျိုးဖို့တင့်ရဲ့အသက်တာထဲမှာသားသမီးတွေကိုစာတန်စီကနေပြီးတော့เนาะကျမတို့ကစွဲနှုတ်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကတင့်စီကိုရောက်နေတာဖြစ်တယ်ဟာလေလုယာဒီနေ့ဒီအမျိုးသမီးကသူ့ရဲ့သားနှစ်ယောက်ကိုတော့လာပြီးတော့ကျွေးရှင်သိမ့်တော့မယ်ဆိုကျွေးကြော်တယ်ကိုယ့်ရဲ့သားသမီးတွေကိုပြန်ကြည့်ပါဦးစာရန်ကဘလောက်တောင်ဆွဲခေါ်နေပြီလဲ ။အော်သူ့ရဲ့အသက်တာထဲမှာကျမတို့ကတာမန်လေးပါဒါလေးကတော့ဘာမှမဟုတ်တော့ပါဘူးလို့ထင်တဲ့အရာလေးတွေကစာရန်ဒီဟူသောအကျွေးရှင်ကဆွဲနေတာဆိုရင်ဒီနေ့အချိန်ရှိသေးတယ်နော်။ဟာလေလုယာ။လက်ကုတ်တီးပြီးတော့ဆွဲနှုတ်တဲ့အကြောင်းကိုပရောဖက်ပြုပြီးတော့လက်ကုတ်တီးပြီးတော့ကျမတို့ဆွဲနှုတ်ကြရအောင်။ဒီမှာနော်အကျွေးရှင်စီကနေပြီးတော့နော်သူကအာတားနေကိုလာပြီးတော့အကျွေးသိမ့်တော့မယ်ဆိုတော့တီးတော့အေလီရှဲစီကိုလာတယ်အေလီရှဲကလည်းတင့်အဖို့ငါ အဘေတို့ပြုရမည်နီတင့်အိမ်၌အဘေဥစ္စာရှိသည်ဟုမေးလျင်ဒီနေ့တင့်ရဲ့သားသမီးတွေတင့်ရဲ့မိသားစုတွေမှာတင့်ရဲ့ခင်မွန်းတွေကစာရန်ကဆွဲနေပြီတင့်ရဲ့ဇနီးတွေကိုစာရန်ကဆွဲနေပြီဆိုရင် ကျမတို့ဒီတိုင်းနေလို့မရဘူးဘုရားသခင်စီကိုလာရမယ်ဘုရားသခင်ရဲ့လူစီကိုလာရမယ်အဲ့ဒီအခါမှာတင့်ကိုမေးလိုက်မယ်တင့်မှာဘာရှိသလဲဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာရှိတဲ့အရာကအရန်နေပါတယ်အမှန်တကယ်အာကျွန်တော်မှယုံကြည်ခြင်းနည်းနည်းလေးပဲရှိပါတယ် ။အော်ကျွန်တော်စုတော့နည်းနည်းလေးတောင်းပါတယ်။အာကျွန်တော်ကဒီလိုလေးတော့ဒီအသင်းတော်မှာတော့တတ်နိုင်တဲ့လောက်ကလေးပါဝင်ပါတယ်။ ကျမတို့ကနော်အနေငယ်သောအရာလေးရှိတယ်ဆိုရင်လေထိုအရာကိုဖျားသခင်စီကိုယူခဲ့မယ်ဆိုရင်ဖျားသခင်ပွားများစေမှာဖြစ်တယ်နော်ဟာလေလုယအာမြစ်တာဆိုရင်လေတည်တည်လေးပဲရှိတော့တယ်သာသမီတွေဆိုရင်လေမျောလင်းခြင်းတည်တည်လေးပဲရှိတော့တယ်လက်မလျှော့ပါနဲ့ဟာလေလုယအချိန်နောက်မကြသေးပါဘူးဖျားရဲ့မြစ်တာကကျမတို့ကိုစောင့်ကြိုနေစေဖြစ်ပါတယ်ဟာလေလုယဖျားရဲ့မြစ်တာကတင့်ကိုကြိုးဆိုနေတာဖြစ်တယ်တင်းရင်ပြီးသားစုတင်းရဲ့သာသမီတွေလွတ်မြောက်ဖို့ရန်အတွက်ကြိုးဆိုနေတာဖြစ်ပါတယ် ဲ့ဒါကြောင့်ဒီနေ့ဒီအမျိုးသမီးကနော်သူ့အိမ်မှာရှိသောအရာကစီအနေငယ်အိုးထဲမှာစီအနေငယ်ရှိတယ်အေယုဘီသွားယူခဲ့ခုနကဟာနာကသူ့ရဲ့သားကိုဗိတ်မန်တော်ကိုယူခဲ့တယ်ဒီမှာရှိတဲ့အမျိုးသမီးကသူ့အိမ်မှာရှိသောစီဘူးအနေငယ်လေးကိုယူခဲ့တယ်ဒါပေမဲ့အဲ့ဒီအနေငယ်သောအရာကိုဘုရားသခင်စီရောက်လာတဲ့အခါမှာလေသူတို့တခါမှမစင်စားဘူးတဲ့ကောင်းကြီးမင်္ဂလာကအဲ့ဒီအချိန်မှအစပြုတာဖြစ်တယ် ဲတော့ဒီနေ့ကျမတို့ဘုရားသခင်တင့်ကိုဘာပြောတယ်လဲနားထောင်ရအောင်ဘုရားသခင်တင့်ကိုဘာခိုင်းနေတယ်လဲနားခံရအောင်အဖရဲ့မြစ်တာကတင့်ကိုကြိုဆိုတဲ့အခါမှာတင့်ကိုစီရင်ဖို့တင့်ကိုဆုံးရှုံးစေဖို့မဟုတ်ဘဲနဲ့တင့်ကိုပွားများစေဖို့ကောင်းကြီးမင်္ဂလာဖြစ်ဖို့ဒီမှာရှိတဲ့အမျိုးသမီးကသူ့သားနှစ်ယောက်ကိုကြုံနေရကနေပြီးတော့ရွေးနှုတ်ယုံနေမှာပဲနဲ့စင်းရဲသောအသက်တာကနေချမ်းသာဖို့ရန်အတွက်နာခံခြင်းကအခြေခံလာတာဖြစ်တယ် ဟာလေလုယာဟာနာသူ့ရဲ့သားဘုရားသခင်ပေးတယ်ဒါနဲ့မပြီးဘူး तू ဘာလုပ်တယ်လဲဘုရားသခင်ကို तू ဂတိပြုတယ်ကိုရော့ကိုပူဇော်ပါမယ်နာခံပြီးတော့ तू သွားပေးလိုက်တယ်ပေးတဲ့အခါမှာနော်နေ့တိုင်း तू သွားမကြည့်ဘူးနော်ဟာနာက तू သားကိုသွားမချောင်းကြည့်ဘူးဟာဘလို့လဲသွားမကြည့်ဘူးဘာလုပ်တယ်လဲလုံးဝအပ်ပြီးတော့တနစ်တစ်ခါပဲဘာလုပ်လဲအင်ကြီးသွားပေးတယ်ဘာကြောင့်လဲဘုရားစီမှာအပ်ထားတာဖြစ်တဲ့အတွက်လုံခြုံနေဆိုတော့ तू သိနေတာဖြစ်တယ် ဒီနေ့ကျမတို့ရဲ့အသက်တာဘာတွေနာခံဖို့လိုအပ်တယ်လဲမိခင်တွေလည်းနာခံရမယ့်ခန္ဓာတွေရှိတယ်လဲသားသမီးတွေလည်းနာခံရမယ့်ခန္ဓာရှိတယ်လို့ဖခင်တွေလည်းသားသမီးတွေအတူတူဘုရားရဲ့စကားကိုနားထောင်ဖို့နာခံဖို့ရန်အတွက်ဒီနေ့ကျမတို့ယေရှုနာမ၌ဖိတ်ခေါ်ခြင်း ਨੇ အဖရဲ့မြစ်တာကနာခံတော်သူတိုင်းကိုပွားများစေဖို့အစဉ်သင်းစောင့်နေတာဖြစ်တယ် ီမှာရှိတဲ့အေလိရှဲကအေးမင်းမှာရှိတဲ့စီတွေကိုတွားပြီးတော့ရောင်းပြီးငါ့ကိုလာပြန်ပေးမပြောဘူးအဲ့ဒီရောင်းလို့ရတဲ့ပတ်စံနဲ့မင်းအကျွေးတွေဆက်လိုက်ပါပြည်ရကမှာကျန်တဲ့ပတ်စံတွေဘလို့လုံရမလဲသခင်လာမိတဲ့အခါမှာအေးအဲ့ရိုင်းနဲ့မင်းလှုပ်ကျွေးလှုပ်လှုပ်ပြီးတော့နော်အခြေခံပြီးတော့စီးပွားရေးတွေလှုပ်ဖို့အခြေခံနေနော်ကျမတို့ကောင်းကြီးမင်္ဂလာဖြစ်ဖို့ရန်အတွက်အဲ့ဒါနဲ့အသုံးပြုပါ ဒီနေ့ဖျားသခင်ကနာခံခိုင်းတဲ့အခါမှာစီအိုးဟာယူခဲ့လို့ပြောတဲ့အခါမှာငါ့ကိုအရှက်ခွဲတာငါ့မှာစီနည်းနည်းလေးပဲရှိတာလူကြားတဲ့ဘက်ငါ့ကိုအရှက်ခွဲတာမပြောဘူးဘာလုပ်တယ်လဲကျွန်တော်မှာစီအနေငယ်ရှိပါတယ်အေးဟုတ်ပြီအဲ့ဒီစီနည်းငယ်ကိုယူခဲ့အိုးတွေကိုလိုက်ငါပြီးလို့ရှင်စီတွေကိုဖြည့်လိုက်တကားတွေပိတ်ပြီးရင်စီတွေကိုဖြည့်ပါပြောတဲ့အတိုင်း တဲ့သွေမသိန်းနာခံတော့ prophet အမျိုးသမီးကသူ့ရဲ့သားနှင်းယောက်ကိုဆွဲယူမဲ့ကျွန်အနေနဲ့ဆွဲယူမဲ့သူတည်းရဲ့လက်ထဲကနေပြီးတော့ခေါ်ထုတ်လာတာဖြစ်တယ်လို့စင်းရဲတဲ့ဘဝကနေပြီးတော့လွတ်မြောက်ရတာဘာကြောင့်လဲနာခံတော့ကြောင့်ဖြစ်ပါတယ်ဟာလေလုယအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘာတွေနာခံရမလဲပြန်ပြီးတော့စဉ်းစားရအောင် ဆယ်ဖို့ဖို့တွေနာခံပြီးတော့ပေးကန်းတယ်။အော်တချို့တွေကတော့ဟိုမိသားစုစုတောင်းနေကောင်းမွန်စွာလှုပ်ဖို့ဆုံးဖြတ်တော်လဲမနာခံနိုင်သေးဘူး။ ခုနကကျွန်မပြောတယ်ရင်မူးစီသောအရာတွေရှောင်ဖို့ရန်အတွက်အော်တင့်ကိုပြောတဲ့အခါမှာမနာခံနိုင်သေးဘူးဒီဖះကလည်းငါငါဒီလိုနေတဲ့ဟာဟုတ်အာမယုံကြည်သူနဲ့တော့မချစ်ကြိုက်နဲ့လို့ပြောတဲ့အခါမှာတော့ဟာငါဒါက personal ပဲပါဆိုင်လို့လေမလုပ်ပါနဲ့တင့်မှာရှိသောအရာကိုဖះကတောင်းတာကတင့်ကိုဆုံးရှုံးစေခြင်းလို့မဟုတ်ဘူးနော် hallelujah ဟာနသူ့ရဲ့သားကိုဖះတောင်းတဲ့အခါမှာသူ့ကိုဆုံးရှုံးပြီးတော့သားရင်မင်းဒီသားတယောက် ေးရတယ်ပြီးရင်ငောက်ပေးလိုက်မင်းကဒီတိုင်းပဲဆက်နေမဟုတ်ဘူးသားတွေနောက်ထပ်သားသမီးတွေအများကြီးမွေးတယ်လို့ကျမ်းစာထဲမှာပါတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့အပြည့်အဝနာခံရအောင်ဟာလေလုယာအဖရဲ့မြစ်တာကသင်ကိုအားတွေပေးมาဖြစ်တယ်ဟာလေလုယာတေချာတာကတော့သင်ဆုံးဖြတ်ချက်ချဖို့တော့အရေးကြီးတာဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့ဒီနေ့တေချာပြန်စင်းစားရအောင်ဘုရားသခင်ကဒီမှာရှိတော်သူတွေကိုပြောနေတဲ့စကားတွေရှိမှာပါနာခံဖို့ရန်အတွက်သင်ကိုဘုရားကစောင့်နေတာဖြစ်တယ် တင်းကိုစောင့်နေတဲ့ဖခင်ကနာခံခိုင်းပြီးတော့တင်းကိုနော်နှိပ်ဆက်ပြီးတော့ဟာငါကတော့နင့်ကိုဒီလိုမျိုးနှိပ်ဆက်ခြင်းလို့စောင့်နေတာပါမင်းစီကနေငါဒီလိုတောင်းတာမင်းဒီလိုမျိုးဆုတောင်းပါလို့ငါအချိန်တောင်းတာမဟုတ်ဘူးဆိုရင်လည်းနော်အော်တင်းရဲ့နှလုံးကိုငါ့ကိုပေးပါလို့ငါပြောတာကမင်းကိုအထီးကျန်စီခြင်းလို့လားမဟုတ်ပါဘူးဘုရားသခင်ရဲ့မြစ်တာအားဖြင့်တင်းရဲ့ဟာနေတဲ့ quality ဖြည့်ပေးဖို့တာလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့မိခင်များနေမှာမိခင်များ ဒီအဖြေနဲ့ကျမတို့ပြန်သွားမယ်ဆိုရင်တော့တင်တယောက်တည်းရှိနေအောင်မှတင်ကနှွေးထွေးတော့ဘုရားရဲ့မြေတားနဲ့လုံခြုံနေမှာဖြစ်တယ်။တင်တယောက်တည်းရှိနေအောင်မှအထီးကျန်ခြင်းမပြောနဲ့တင်အားဖြင့်လူမြောင်များစွာကိုဘုရားရဲ့မြေတားနဲ့မိခင်မြေတားလိုမျိုးဘုရားကတင်ကိုကောင်းကြီးပေးပြီးတော့ပျောက်ဆုံးဝိညာဉ်တွေကိုတင်ခေါ်ဆောင်လာနိုင်အောင်မှဖြစ်ပါတယ်။ဒီနေ့ကျမတို့က လိုအပ်တော့အရာကဘုရားခင်ကိုတော့ကျွန်တော်ကိုနာခံနိုင်ဖို့မဆပါလို့ကျမတို့ဘုရားသခင်စီကခွန်အားတောင်းခံဖို့ဒါလည်းဖြစ်ပါတယ်။အဲဒါကြောင့်နာခံတော်သူဖြစ်လာပြီဆိုရင်သင်ကဘုရားသခင်ရဲ့စကားကိုအပြည့်အဝငါနာခံမယ်လို့ဆုံးဖြတ်လာပြီဆိုရင်သင်ရဲ့မြုံနေသောတဲ့အိမ်က ပြောင်းလဲသွားမှာဖြစ်တယ်။ဟာလေလုယာ။သင်အကျွေးတွေနဲ့ပြည့်နေတဲ့အသက်တာကသူများကိုတော့အကျွေးပြန်ပေးရတဲ့ prophet မိမလို့ဖြစ်လာဖို့ရန်အတွက်ဘုရားသခင်ကဒီနေ့သင်ရဲ့နာခံခြင်းကိုစောင့်နေတာဖြစ်တယ်။ฮาเลลูยาအဲ့ဒါကြောင့်ဒီနေ့သင်ဘယ်အရာကိုနာခံဖို့ရှိသလဲဘုရားသခင်ကဒီနေ့သင်ကိုစကားပြောနေတာဖြစ်တယ်ယေရှုနာမ၌မြစ်တာနဲ့ပြောခြင်း ਨੇ ဘုရားသခင်ရဲ့မြစ်တာတော်แท้မှာနာခံဖို့သင်ဆုံးဖြတ်တယ်ဆိုရင် သင်နာကျင်ဖို့အရာတွေအားလုံးလဲယေရှုကခံသွားပြီးသားဖြစ်ပါတယ်အဲဒါကြောင့်အခုချိန်မှာရှိတဲ့နေရာမှာယေရှုပြီးပြီးတော့မတည့်ရရအောင်